အားလုံးပဲမင်္ဂလာပါဗျာเนาะကျွန်တော်တို့အခု6ကြိမ်အတွက်เนาะခဏလေး3ခွက်လောက်เนาะကျွန်တော်လေးလာကြည့်အောင်เนาะအဲ့တော့လေးလာကြည့်အောင်ဆိုကျွန်တော်အခုဒါ2023 2024 2025အခု6ကြိမ်ထိပေါ့เนาะသူအလုံးလုတ်ခဲ့တဲ့ line လေးကိုကျွန်တော်ပြန်လိုက်ယူထားတာပေါ့เนาะအဲ့တော့အဲ့ဒီ line လေးကိုကြည့်ကြည့်အောင်အဲ့ဒီ line ကကျွန်တော်ဒီ line လေးပါပဲเนาะကျွန်တော်ဒါ6ကြိမ်တော့ကလည်းချပြခဲ့တဲ့ line လေးပါเนาะ ဒါ2969ကိုပေါ့နော်အဲဒီမှာလဲ2969ကိုပေါ့နော်ဒီ frame ဘောဒီ frame ကြီးကတော့အကြီးကြီးပေါ့နော်အရှည်ကြီးပေါ့နော်ဒီ frame ကြီးကအရှည်ကြီးဒါ၄ချိန်လုံးကကျွန်တော်တခါချပြခဲ့တဲ့ frame ပေါ့နော်အဲ့ဒီတော့ဒီ2969ဒီ2969 frame ကိုကျွန်တော်အခုဒါဗီဒီယိုတီးကြနဲ့ကျွန်တော်ရိုက်ပြီးတော့ပြရတာဖြစ်တဲ့အတွက်ဒါအဓိကနေရာအနေနဲ့ပဲကျွန်တော် လိုအပ်တဲ့နေရာအနေနဲ့ခြံပြီးတော့ထောက်ပြမှာပေါ့နော်လိုအပ်တဲ့နေရာအနေနဲ့ကျွန်တော်ဖရင်ကိုအစာဆုံးမပြောတော့ဘဲနဲ့လိုအပ်တဲ့နေရာအနေနဲ့ကျွန်တော်ချပြပါမယ်အဲ့လေးလာကြည့်အောင်နော်ဖရင်ကအစာဆုံးပြရင်ကျွန်တော်အချိန်နေမိနစ်တွေများသွားမှာဆိုလို့နော်ခြံလက်ခဲလိုက်မယ်အဲ့တော့ဒီ2969ကိုပေါ့နော်2969ကိုအဲ2969ကိုဖရင်ပေါ့နော်ဒီဖရင်ကသူကအလုတ်ကလောက်ခဲ့တယ်ပေါ့နော်သူကဘယ်ကနေဘယ်နားကနေစပြီးတော့ ောက်လျှောက်ပေးလာတယ်ဆိုဒီနှစ်ကို3ကနေစပေးလာပါဘောနော်ဒီနှစ်ကို3လို့ရိုက်ပြီးတာနဲ့သူ့ရဲ့ဘေးမှာရှိတဲ့ခွန်64ဆိုတဲ့ကဏန်းကနောက်တစ်နှစ်ကိုလိုက်ထွက်တယ်ဘောနော်ကျွန်တော်ဒီခွန်64ဒီကျွန်တော်ဒီမှာနောက်တစ်နှစ်ကိုနော်နှစ်ကို3ရပြီခွန်64ဒီနောက်တစ်နှစ်ကိုလိုက်ထွက်ပြီသူနဲ့အချိန်ကြိုက်မှာ6192ခွန်နဲ့လို့ရိုက်တယ်အဲ့ဒီလိုပဲဒီမှာဒုတိယက693နဲ့သူ့ရဲ့ဘေးက919ဆိုတဲ့ကဏန်းဒီလဲ နောက်တစ်နှစ်ကိုလိုက်ထွက်တယ်ပေါ့နော်နောက်တစ်နှစ်ကိုလိုက်ထွက်ပြီးတော့သူနဲ့အချိန်ကြိုက်မှာပဲကိုတစ်ကိုနှစ်ခုနှဲလို့ဒီလိုရိုက်ခဲ့တယ်ပေါ့နော်အဲအဲ့ဒီမှာ तू က2023မှာ तू ကဘလို့ပြီးခဲ့လဲဆိုဒီနှစ်ကို3တဲ့အချိန်ကြိုက်မှာဒီနှစ်ရှစ်တက်လို့ရိုက်တယ်လို့ကျွန်တော်2023မှာလည်းဒီနှစ်ကို3တဲ့အချိန်ကြိုက်မှာရှစ်တက်နှစ်လို့ तू ရိုက်ခဲ့တယ်ပေါ့နော်ဒီဖရင်ကနောက်တစ်ခုကကျွန်တော်2024မှာ ဒီ293ရဲ့ဇောင်းနှင်း85ကိုဒီ293နဲ့အချိန်ကိုက်မှာ98နဲ့လို့ဒီမှာရိုက်တယ်လို့2024မှာ93နှစ်ရဲ့ဇောင်းက363ကိုလည်းကျွန်တော်ဒီ93နှစ်နဲ့အချိန်ကိုက်မှာ336လို့ရိုက်ခဲ့တယ်ပေါ့နော်အဲ့ဒီလိုပဲအခု2025မှာလည်းဒီ93နှစ်နဲ့အချိန်ကိုက်မှာ4နှစ်6ဆိုတော့ရှိရင်ဒီ28တက်ထောက်ထားတဲ့4နှစ်6ကိုကျွန်တော်တို့ဒီ93နှစ်ဖရင်ကနေဒီ29 9 9တက်ကိုလို့ရိုက်တယ် အဲ့ဒီနှစ်ခုနဲ့နောက်တစ်နှစ်ကျော်လိုက်ထွက်ပြီးတော့နှစ်ခုနဲ့အချိန်ကြိုက်မှာပဲ၄နှစ်၆လို့ရိုက်တယ်လို့ဒီ၉သုံးနှစ်နဲ့အချိန်ကြိုက်၄နှစ်၆နှစ်ရှစ်တက်ထောက်တာ၄နှစ်၆ကိုဒီနှစ်ခုနဲ့နောက်တစ်နှစ်ကျော်လိုက်ထွက်ပြီးတော့သူနဲ့အချိန်ကြိုက်မှာ၄နှစ်၆လို့ရိုက်တယ်လို့အခုဒီမှာလဲ၉သုံးနှစ်နဲ့အချိန်ကြိုက်က388ဆိုတဲ့ကဏ္ဍဒီ18နဲ့ထောက်ထားတဲ့388ဆိုတဲ့ကဏ္ဍကိုလေဒီ93နဲ့ဖရိဒီ29 69ကိုအဲ့ဒီ29 69ကိုဒီ29နောက်တစ်နှစ်ကျော်လိုက်ထွက်ပြီးသူနဲ့အချိန်ကြိုက်မှာပဲ ရှိရှိလို့သူရိုက်ခဲ့တယ်ဗောနော်အဲ့တော့သူက2023မှာ81နဲ့81ရိုက်တယ်2024မှာသူ့ရဲ့နှစ်ကိုသုံးရဆောင်185ကိုအချိန်ကမှ98နဲ့လေးပေးတယ်လို့2024မှာ93နဲ့အချိန်က363ကိုလည်းဒီမှာ363 336လို့ရိုက်ခဲ့တယ်နောက်တစ်ချက်ကကျွန်တော်နှစ်ကိုသုံးတဲ့အချိန်က426ကိုကျွန်တော်ဒီနှစ်9ပြန်ထွက်ခဲ့နောက်တစ်နှစ်ကျော်ပြန်ထွက်အချိန်ကမှ426လို့ထည့်တယ်လို့နှစ်ကိုသုံးတဲ့အချိန်က388ကိုလည်း င်တို့ဒီနှစ်ခုနဲ့နောက်တစ်နှစ်ကျော်လိုက်ထွက်တဲ့အချိန်ကမှာ3ရှစ်ရှဲလို့သူဒါ2025မှာလည်းသူခုချိန်ထိအလုပ်လုပ်ခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီနှစ်ခု3နဲ့အချိန်က4နှစ်6ကိုကျွန်တော်တို့ဒီနှစ်ခုနဲ့အချိန်ကမှာ4နှစ်6လို့ရိုက်ပြီးသူ့အောက်မှာထွက်ပက်ကနန်းဒီလိုက်ကြည့်မယ်ဆိုဒီတင်ငန်းလေးဒီဘယ်ရလာလဲဆိုကျွန်တော်တို့အလွယ်ကြည့်မယ်ဆိုရင်ဒီနှစ်ခုနဲ့အချိန်ကဒီ9 1 4ဆိုတဲ့ကနန်းကိုနော်နှစ်ခုနှစ်ကနေဒီနှစ်နှစ်ခုနဲ့1 1 3 ဒီ9တက်လေးဆိုတဲ့ကနေကိုတက်9လေးလို့ရိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာလဲနော်2ခွန်းနဲ့အကျင်ကက1နဲ့3ဒီမှာ2 2ခွန်းနဲ့လို့ရှိတယ်ဘောနော်အဲ့ဒီ2ခွန်းနဲ့ကိုလဲကျွန်တော်ဒီနေရာမှာအခုဒီအချိန်မှာ2 2ခွန်းလို့ထည့်ကစားခြင်းနဲ့ဘောနော်2 2ခွန်းဘောနော်နှစ်နှစ်ခွန်ပေါ့နော်အဲ့ဒီနှစ်နှစ်ခွန်ကကျွန်တော်ဒီအချိန်မှာဒါဒီနေရာမှာပေါ့နော်ဒီမှာနှစ် နှစ်နှစ်ခုနှစ်အချိန်က9တက်လေးကိုဒီမှာတက်9လေးလို့ထည့်သလိုအဲနှစ်နှစ်ခုနှစ်အချိန်ကနှစ်ခုနှစ်ကိုလည်းဒီနေရာမှာကျွန်တော်အဲနှစ်နှစ်ခုလို့ထည့်ကြသားမယ်အဲအဲ့ဒါကလည်းကျွန်တော်နောက်တဲ့တိကျဖရိန်နဲ့ပြောရလို့ရှင်ဒီဖရိန်ကလည်းအရှိကြီးပြ81ခုနှစ်ကစတာပေါ့နော်အဲဒါကျွန်တော်ကလင်နာအပြည့်နဲ့ဒီဖရိန်ကိုလည်းအစအဆုံးပြောရမယ်ဆိုနှစ်မျိုးလောက်ရှိရပြန်နော်ဖရိန်ကအဲ့တော့ဒီဒီနှစ်နှစ်ခုရှိနေတဲ့ဖရိန်ကိုလည်းကျွန်တော်ကဒါခြံလက်ပြီးတော့ အဓိကနေရာပဲထောက်ပြမယ်ပေါ့နော်ခရင်ကလည်းကြီးရဲ့အဲ့တော့အဓိကနေရာထောက်ပြမယ်ဆိုရင်ကျွန်တော်ဒီမှာလို့ကြည့်အောင်ဒီမှာ391လို့ရိုက်တယ်ပေါ့ဒီမှာ391သူနဲ့အချိန်ကိုင်းမှာ891ပေါ့နော် အဲ့ဒီ၈ခုတင်းတဲ့အချိန်ကမှ၄တ6လို့ရှိရအဲ့တော့ဒီဒုတိယဖရိန်ကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီမှာ3ခု1သူနဲ့အချိန်ကမှ1 9 8เนาะအချိန်ကမှ4 1 6လို့ရှိရပေါ့နော်အချိန်ကမှ4 6တက်လို့ရှိရအဲ့ဒီတော့3ခု1 8ခုတင်းတဲ့အချိန်ကမှ4 1 6အဲ့ဒီ4 1 6ကနေ1နဲ့3 4မှာလဲเนาะဈာ3နဲ့ချပြီးတော့ဒီ5 5ဆိုတဲ့ကဏ္ဍဒီဒီမှာမြင်းကုန်မှာ မင်္ဂလီလို့လာထွက်တယ်ဆိုရင်ကျွန်တော်ဒီမှာလဲ3 9 8 9 8နဲ့အတင်က8 6 4 6 8သူကနေ3ပင်ချပြီးတော့3နှစ်ချပြီးတော့ဒီနှစ်ခွန်းနဲ့ဆိုတဲ့ကဏ္ဍကိုလဲဒီဒီနေရာမှာကျွန်တော်ကနှစ်နှစ်ခွန်းဆိုပြီးတော့ထည့်ကစားလို့ရတယ်ဗောနော်ဒီမှာ3 9 8 9 8 4 8 6 5 5ကိုကျွန်တော်ဒီမှာငင်္ဂလီလို့ရိုက်တယ်ဆိုရင်ကျွန်တော်ဒီမှာ3 9 8 8 9 8 4 6 8ဒီနှစ်ခွန်းနဲ့ကိုလဲဒီမှာနှစ်နှစ်ခွန်းလို့ ခက်ကစားလို့ရတယ်ပေါ့နော်။ဘာလို့လဲဆိုဒီမှာလဲတစ်ထက်ထဲလာကြနေရင်ဒီနှစ်နှစ်ခွနဲ့အချိန်ကငါတက်လေးကိုဒီနှစ်နှစ်ခွနဲ့အချိန်ကမှာတက်ငါလေးလို့ရိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာနှစ်နှစ်ခွနဲ့အချိန်ကနှစ်ခွနဲ့အချိန်ကဒီနှစ်ခွနဲ့ကိုလည်းကျွန်တော်တို့ကဒီနေရာမှာနှစ်နှစ်ခွပေါ့နော်။အဲ့တော့ဒီ line နှစ် line နဲ့လည်းကျွန်တော်တို့ကအဲဒီ၄၁၆၅၄၅၅နော်ဒီမှာလဲ၄၆၁နှစ်ခွနဲ့ဆိုပြီးတော့အဲဒီဟာလေးကိုထည့်ကစားလို့ရတယ်ပေါ့နော်။ အဲ့တော့ဒီချိန်မှာလည်းနှစ်ခွန်းလေးရှိနေရလေးနဲ့နောက်တခြားပြန်ကြလိုင်းတွေလည်းရှိပါနော်ပြန်ကြလိုင်းတွေအရာလည်းနှစ်ခွန်းနဲ့ကလေးကဒါကောင်းတယ်ပေါ့နော်နော်အဲ့တော့နောက်နှစ်ခွန်းအတွဲရလေဒီမှာလည်းတစ်ချက်ရှိတယ်ဗျနော်ဒီမှာလည်းတစ်ချက်ရှိတယ်ပေါ့အဲဒီမှာလည်းသူက၈၃တွဲပေါ့နော်၈၃၈၃ကိုဒီမှာ၈၃တွဲရိုက်တယ်၅၃ညကိုလည်းဒီမှာ၅၃ညအတွဲရိုက်တယ်ပေါ့နော် ဒီမှာ၅၃ညအတွဲကိုလည်းဒီမှာ၅၃ညအတွဲရည်တယ်ပေါ့ဒီမှာခွန်းနဲ့အတွဲကိုလည်းကျွန်တော်ဒီမှာခွန်းနဲ့အတွဲဆိုတာနှစ်နှစ်ခွန်းလေးရလဲကျွန်တော်တို့အဲဒီအချိန်မှာကောင်းတဲ့ကဏ္ဍလေးဖြစ်တဲ့အတွက်ဒါလေးကိုလည်းထည့်ပြောလိုက်တာပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်အဲနောက်ထပ်ကဏ္ဍပေါ့နော်အဓိကကျွန်တော်ဒီလိုင်းလေးကဒီကဏ္ဍလေးကိုဒီလေးတုံညာလေးဆိုကဏ္ဍယူမှာမလို့နော်ဒါလေးကိုကြားမြက်ပြီးတော့ထည့်ပြောလိုက်တာအဲဆိုရင်နောက်ထပ်ကြားမြက်ကဏ္ဍလေးတစ်ခွက်ထည့်ကြည့်မှာဟုတ်ပြီဒီမှာ၉တက်ကို ိုတဲ့ကိုလို့ဖြစ်ပြီးတာနဲ့နောက်တနှစ်မှာသူကနှစ်ခွန်ရှစ်နော်နှစ်ခွန်ရှစ်သုံးတက်တက်လို့ရိုက်တယ်အဲ့ဒီနှစ်ခွန်ရှစ်သုံးတက်တက်လို့နှစ်ခွန်ရှစ်နဲ့တွဲရိုက်တဲ့သုံးတက်တက်ဒီနောက်တနှစ်ကိုလိုက်ထွက်တယ်ပေါ့နော်အဲ့ဒီလိုပဲဒုတိယကံမှာလည်းဒီမှာကိုတက်ကိုနောက်တနှစ်မှာနှစ်ခွန်ရှစ်ခွန်ရှစ်နှစ်နဲ့ရှစ်ခြောက်ခွန်ဆိုတာရှိတယ်အဲ့ဒီခွန်ရှစ်နှစ်နဲ့တွဲရိုက်တဲ့ရှစ်ခြောက်ခွန်ဒီလည်းနောက်တနှစ်ကိုလိုက်ထွက်တယ်ပေါ့နော်နော်ဒီခွန်ရှင်းနဲ့တွဲရိုက်ထားတဲ့3တက်နှစ်ဒီလေ3တက်တက်ဆိုတဲ့ကဏ္ဍဒီလေနောက်တက်နှစ်ကိုလိုက်ထွက်တယ် ဟုတ်ပြီအဲ့ဒီ3တစ်တစ်နဲ့အချိန်ကမှာကျွန်တော်တို့ဒီမှာအဲ तू ကနှစ်ပင်ချပြီးတော့ခွန်းတက်ငါလို့ရိုက်တယ်ပေါ့နော်ဒါဆိုရင်ဒီအဲ့ဒီခွန်းတက်ငါဒီဘယ်လာလဲဆိုရှေ့နှစ်ကလာတယ်ကနဘယ်လိုနေရာကနလဲဆိုဒီမှာတစ်ချက်ကြည့်မယ်ဆိုရင်ဒီနှစ်ခွန်းရှေ့3တစ်တစ်လို့ရိုက်ထားတဲ့ तू ကနှစ်ပင်ကျော်ကနော်နှစ်ပင်ကျော်ကခွန်းတက်ငါကိုဒီ3တစ်တစ်နောက်နှစ်ကိုလိုက်ထွက်ပြီးတော့နှစ်ပင်ကျော်မှာပြန်ကြရဲဆိုရင်နော်ကျွန်တော်တို့ကဒီမှာလဲခွန်းရှင်းနဲ့ရှေ့6ခွန်းနဲ့နှစ်ပင်ကျော်မှာ665ဆိုတာရှိရဲ့ ဒါကြောင့်မလို့ကျွန်တော်တို့ဒီနှစ်ပင်ကျော်က665ကိုလေဒီ66ခွန်68ခွန်လိုက်ထုတ်ပြီးတော့နှစ်ပင်ကျော်မှာကျွန်တော်ဒီနေရာမှာအဲ656ဆိုတဲ့ကဏ္ဍလေးထည့်ကစားတင်တယ်ပေါ့နော်အဲဒီမှာလေသူကနော်ဒီမှာနှစ်ခု8 3 1 1နှစ်ပင်ကျော်က85ကိုဒီ3 1 1လိုက်ထွက်ပြီးတော့3 1 1နှစ်ပင်ကျော်မှာ85လို့ရိုက်တယ်ဆိုရင်ကျွန်တော်ဒီနှစ်ခု8 6ခွန်နှစ်ပင်ကျော်က665ကိုလေကျွန်တော်ကဒီ68ခွန်86ခွန်လိုက်ထွက်တဲ့ဒီ68ခွန်နှစ်ပင်ကျော်မှာလည်း အဲဒီ665ကို656လို့ထည့်ကစားစေခြင်းတယ်ပေါ့နော်656အဲ656ပေါ့နော်ဒါလေးရလေဒါမိစုတို့အကြိုက်သူမှယူကစားပါနော်ဒါကျွန်တော်ကြားညက်ပြတာအဓိကဒီ frame တွေကနေကျွန်တော်ဒီကဏ္ဍကိုယူမှာဟုတ်ပြီအဲ့တော့ဒီကဏ္ဍကိုကျွန်တော်အခုစယူကြည့်အောင်နော်စယူကြည့်အောင်စယူကြည့်အောင်ဆိုတော့ကျွန်တော်ဒီဒီနှစ်နှစ်ခွန်း နော်နှစ်နှစ်ခွင့်ယူခဲ့တဲ့လမ်းပဲနော်အဲ့တော့ဒီမှာနှစ်ခွင့်နဲ့ကိုတက်ကိုနှစ်ခွင့်နဲ့ကိုတက်ကိုပေါ့နော်အဲ့နှစ်ခွင့်နဲ့ကိုတက်ကိုလို့သူကဒီလိုစောင်းထုတ်ပြီးတော့ပုံစံတူရိုက်ထားတယ်ပုံစံတူရိုက်ထားပြီးတော့ဒီနှစ်ခွင့်နှစ်ကနေအချိန်ကြိုက်မှာ၄နှစ်၆လို့ထည့်တယ်လို့နှစ်ခွင့်နှစ်နဲ့အချိန်ကြိုက်မှာဒီမှာ၃ရှစ်ဆိုတာထည့်ခဲ့ပြီအဲ့ဒီတော့သူ့အောက်မှာကြားတဲ့ကဏ္ဍကိုလည်းကျွန်တော်ယူခဲ့ပြီးပြီနော်အဲ့ဒီတင်ကားလေးကိုကျွန်တော်ဒီမှာနှစ်ခွင့်နှစ်နဲ့အချိန်ကြိုက်ငါးတက်လေးကိုယူခဲ့တယ်လို့ကျွန်တော်ဒီမှာလည်းနှစ်ခွင့်နှစ်နဲ့အချိန်ကြိုက်ကနော် ဒီနှစ်ခုနှစ်ဆိုတဲ့ကဏ္ဍကိုလည်းကျွန်တော်တို့ဒီမှာနှစ်နှစ်ခွန်းဆိုတာယူခဲ့ပြီဒါကနှစ်ခုနှစ်အလုံးလုံးခဲ့တဲ့ line ပေါ့နော်အဲ့တော့သူနဲ့ရှင်တွဲရိုက်ထားတယ်ကျွန်တော်ဒီ code ကိုကိုကိုတင်တဲ့အချိန်ကကကဏ္ဍကိုလည်းကျွန်တော်ကတစ်ချက်ပြန်ကြည့်ဖို့လုံမှာပေါ့နော်အဲ့တော့နှစ်ခုနှစ်နဲ့အချိန်ကမှာကဏ္ဍပြီးသွားခဲ့ပြီအလုံးလုံးခဲ့ပြီဆိုတော့ဒီ code ကိုနဲ့အချိန်ကကိုလည်းကျွန်တော်ကြည့်မှာပေါ့နော်ဒါချဲလက်လှဲ့နိုင်တဲ့အနေထားအဲ့နှစ်ခုနှစ်နဲ့အချိန်ကမှာ၄နှစ်၆ပြီးတယ်လို့အဲ့နှစ်ခုနှစ်နဲ့အချိန်ကမှာ၃ရှစ်ရှစ်ဆိုရလေ အဲပြီးခဲ့ပြီဆိုတော့ပြီးခဲ့ပြီဆိုတော့ကျွန်တော်ဒီစကား6 1 9နဲ့အချိန်ကိုကြည့်မယ်6 1 9နဲ့အချိန်ကမှကြတဲ့ဒီ3 3 5ဆိုတဲ့ကဏ္ဍဒီလဲသူက6နှစ်ကလာတဲ့ကဏ္ဍပဲဗျာနော်6နှစ်ကလာတဲ့ကဏ္ဍဘယ်လိုကဏ္ဍမျိုးလဲဆိုရင်သူက6 5နှစ်ကလာတဲ့ကဏ္ဍနော်6 5နှစ်က1 2 3 4 5 6 5နှစ်မြောက်ကလာတဲ့ကဏ္ဍနော် အဲ့တော့ဒီကိုတက်ကုနဲ့အချိန်ကိုင်းမှာကြာတဲ့ဒီတက်သုံးကားဆိုတဲ့ကဏ္ဍဒီရှေ့နှစ်ကလာတဲ့ကဏ္ဍဘလို့နေရကဏ္ဍလဲဆိုရှေ့၅နှစ်မြောက်ကလာတဲ့ကဏ္ဍဒါဆိုရင်ကျွန်တော်တို့ကဒီမှာလဲဒုတိယကက်မှာလဲဒီကိုတက်ကုနဲ့အချိန်ကိုင်းမှာကြာမဲ့ကဏ္ဍကိုကျွန်တော်ဒီမှာ၄တုံညာ၄လို့ထည့်ရေးတာဘာဖြစ်လို့လဲဆိုတော့သူရဲ့ပထမကက်လိုပဲရှေ့နှစ်ကလာတဲ့ကဏ္ဍဖြစ်ရမယ်နောက်တစ်ချက်ကဘလို့နေရကဏ္ဍလဲဆိုရင်ရှေ့၅နှစ်မြောက်ကလာတဲ့ကဏ္ဍဆိုဒီကဏ္ဍတစ်ပွက်ပဲရှိတဲ့အတွက်နော် လေးတုံညာလေးဆိုတဲ့ကဏန်းတစ်ခွက်တုံညာလေးလေးဆိုတဲ့ကဏန်းတစ်ခွက်ပဲရှိတာဖြစ်တဲ့အတွက်ဒီနေရာမှာလေးတုံညာလေးလို့ထည့်ထားတယ်နော်အဲဒီတော့ကိုတကုနဲ့အချင်းကက1 3 5ဒီရှေ့နှစ်ကလာတဲ့ကဏန်းဘယ်လိုနေရာကဏန်းလဲရှေ့9နှစ်မြောက်ကလာတဲ့ကဏန်းဒါဆိုဒုတိယကက်မှာလဲကိုတကုနဲ့အချင်းကက်မှာထည့်ကစားမဲ့ကဏန်းဒီရှေ့နှစ်ကလာတဲ့ကဏန်းပြရမယ်ဘယ်လိုနေရာကဏန်းလဲရှေ့9နှစ်မြောက်ကလာတဲ့ကဏန်းဆိုရင်လေးတုံညာလေးတုံညာလေးလေးဆိုတဲ့ကဏန်းတစ်ခွက်ပဲရှိတဲ့အတွက်ကျွန်တော်ဒီအချိန်မှာ လေးတုံညာလေးတုံညာလေးလေးအားပေါ့နော်တုံညာလေးလေးလည်းကောင်းတယ်အဲ့တော့လေးတုံညာလေးကိုဒီနေရာမှာထည့်ကစားမယ်ကောင်းကောင်းနောက်တစ်ချက်ကနော်နောက်တစ်ချက်ကကျွန်တော်ဒီမှာအခွန်တင်ငါးပေါ့နော်ဒီမှာခွန်တင်ငါးနော်ကိုတစ်ကိုရဲ့နောက်တစ်နှစ်မှာနှစ်ခွရှစ်သုံးတစ်တက်လို့ရိုက်တယ်အဲ့သုံးတစ်တက်လိုက်ထွက်ပြီးတော့ဒီမှာခွန်တင်ငါးပေးတယ်လို့ကျွန်တော်ကဒီမှာနော်အဲခုကိုတစ်ကိုလို့ထွက်တယ်နောက်တစ်နှစ်မှာခွန်ရှင်းနဲ့ရှစ်၆ခွန်ရိုက်တယ် အဲ့ဒီ6ကိုနောက်တစ်နှစ်ကိုထွက်ပြီးတော့ဒီနေရာမှာကျွန်တော်ကခုနကကြားညက်ပြောခဲ့တာ656လို့ပြောခဲ့တယ်ပေါ့နော်656ဟုတ်ပြီအဲ့ဒီနေရာမှာကျွန်တော်ကနောက်တစ်နည်းနဲ့ယူမယ်ဆိုရင်နော်နောက်တစ်နည်းနဲ့ယူမယ်ဆိုရင်419နောက်တစ်နှစ်မှာ2ခွန်း8 311အဲ့ဒီ311နောက်တစ်နှစ်ကိုထွက်တဲ့311နဲ့အချိန်ကိုင်းမှာထွက်တဲ့ခွန်း15ဒီဒီဘက်နှစ်ကလာတဲ့ကဏ္ဍဘလူနေရာကဏ္ဍမျိုးလဲနောက်တစ်နည်းယူမယ်ဆိုရင်2ရဲ့အပေါ်မှာ648ဒီ break 1 ွန်သုံးလုံးဒီပရိတ်တပရိတ်ထပေါ့နော်ပရိတ်တပရိတ်တပရိတ်တူပရိတ်ထထားတဲ့ကဏ္ဍနော်ပရိတ်တူပရိတ်ထထားတဲ့အောက်ကခွန်တက်၅ကိုကျွန်တော်ကဒီနှစ်ခွန်ရှိသုံးတက်တဲ့နောက်တစ်နှစ်ကိုလိုက်ထွက်တဲ့အကျင့်ကိုက်မှာအဲ့ဒီပရိတ်ထထားတဲ့ခွန်တက်၅ကိုရိုက်တယ်ဆိုရင်နော်ဒီနေရာမှာလဲကျွန်တော်တို့ကဒီမှာဒုတိယကမှာလဲ6တက်ကိုခွန်ရှိနှစ်6ခွန်ဆိုတဲ့ကဏ္ဍကလဲ ဒီမှာနောက်တစ်နှစ်ကိုလိုက်ထွက်ပြီဒါဆိုသူနဲ့အချိန်ကိုင်းမှာကြာရမယ်ကဏ္ဍဒီဒီ၈နှစ်ကကဏ္ဍဘယ်လိုနေရာကဏ္ဍမျိုးလဲဆိုရင်ပထမကက်လို့ဗရိတ်ထပ်ထားတဲ့ကဏ္ဍဆို၃ညာ၄၄ပေါ့နော်ဒီမှာ665ဒီဗရိတ်ခွင်း662ဒီဗရိတ်ခွင်းဗရိတ်ခွင်းဗရိတ်ခွင်းဗရိတ်တူဗရိတ်ထပ်ထားတဲ့အောက်ကကဏ္ဍဆိုရင်ကျွန်တော်၃ညာ၄၄ဆိုတဲ့ကဏ္ဍပေါ့နော်ဒီမှာလဲကျွန်တော်တို့ကဗရိတ်၁ဗရိတ်၁ထပ်ထားတဲ့နော်ဗရိတ်၁ဗရိတ်၁ထပ်ထားတဲ့အောက်ကခွန်း၁၅ကိုဒီ2 9 3 1လိုက်ထွက်တဲ့အချိန်ကိုင်းမှာ အဲ့ဒီခွန်တငါကိုထည့်တယ်ဆိုရင်ကျွန်တော်ကဒီမှာလဲနော်ပရိတ်ခွန်ပရိတ်ခွန်ထထတုံညာလေးလေးကိုလဲဒီခွန်ရှင်းနဲ့ရှင်းချောက်ခွန်လိုက်ထွက်တဲ့အချိန်ကိမှာလေးတုံညာလေးတုံညာလေးလေးအားလေးကိုထည့်ကစားမယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့အဲဒီအချိန်မှာတုံညာလေးလေးပေါ့နော်အဲတုံညာလေးလေးကကျွန်တော်ခု69နဲ့အချိန်က135ယူခဲ့သလို69နဲ့အချိန်ကမှာတုံညာလေးလေးလို့ထည့်ခဲ့ပြီနော်ဒီ2ခွန်ရှင်း3 1 1လိုက်ထွက်တဲ့အချိန်ကခွန်တငါးကိုယူခဲ့သလို့အဲကျွန်တော်ဒီမှာ နှစ်ခွန်ရှိ6ခွန်အကျဉ်းကိုင်းမှာထွက်ရမယ့်ကဏ္ဍကိုလည်းကျွန်တော်အခု၃ညာလေးလေးဖြစ် line နဲ့ line ဖော်ပြခဲ့ပြီပေါ့နော် line နဲ့ line ဖော်ပြခဲ့ပြီအဲ့ဒါဆိုရင်ကျွန်တော်နောက်တစ် line နဲ့ထပ်ကြည့်အောင်နော်ဒီ၃ညာလေးလေးဆိုတဲ့ကဏ္ဍနော်နောက်တစ် line နဲ့ထပ်ကြည့်မယ်ဆိုတော့ကျွန်တော်ဒီမှာခွန်30ပေါ့နော်ခွန်30ဆိုတဲ့ဒီခွန်30ဒီနောက်တစ်နှစ်ကျော်ကိုလိုက်ရိုက်တယ် ူလိုက်ရိုက်တော့ဘယ်လိုနေရာမှာလိုက်ရိုက်တယ်လဲဆိုသူနဲ့အချိန်ကြိုက်မှာကျွန်တော်တက်ရနှစ်ငါးခွန်ဒီနှစ်ငါးခွန်တက်ရနဲ့အချိန်ကြိုက်မှာခွန်30ကိုလိုက်ရိုက်တယ်အဲ့ဒီခွန်30ဒီရှေ့နှစ်ကရှေ့တစ်နှစ်ကျော်လာတဲ့ခွန်30နော်အဲဒါဆိုဒုတိယကတ်မှာလဲကျွန်တော်ဒီမှာခွန်30အပတ်လဲ3ခွန်3ထွက်ပြီးသူဒီလဲကျွန်တော်နောက်တစ်နှစ်ကျော်ကိုဒီမှာ3ခွန်လို့ထွက်တယ်ဘာလို့ဒီနေရာမှာလာထွက်ရတာလဲဆိုရင်ပထမကတ်လိုပဲအချိန်ကြိုက်မှာခွန်9နဲ့100လို့ထောက်ထားတယ်နော် အဲ့ဒီခွန်9နဲ့တရားထောက်ထားတဲ့အချိန်ကိုင်းမှာအဲ့ဒီခွန်30တကူလာရိုက်တယ်3ည3ခွန်နော်လာရိုက်တယ်ရှင်းတနည်းကျော်က3ည3ခွန်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာဒီခွန်30ရဲ့နော်တနည်းကျော်ရင်ဆိုင်မှာကြတဲ့3ည6ခွန်ဆိုတဲ့ကဏန်းဒီနော်ဒီ3ည6ခွန်ဆိုတဲ့ကဏန်းဒီလဲကျွန်တော်တို့ဒီခွန်30ဖရိန်ပေါ့နော်ဒီခွန်30ဖရိန်နဲ့အချိန်ကိုင်းကကျွန်တော်နှစ်ဦးက ကိုတုံညာခွန်ဒီကျွန်တော်တို့ပြန်ကြတာဗောနော်ပြန်ကြတယ်သူပြန်ကြတော့လဲဒီခွန်30နဲ့တနစ်ကျော်ရင်ဆိုင်မှာပြန်ကြတယ်ဒါဆိုဒုတိယကတ်မှာလဲကျွန်တော်ဒီမှာကြည့်အောင်ခွန်30နဲ့တနစ်ကျော်ရင်ဆိုင်မှာ95တက်ဆိုရှိတယ်ဒီ95တက်ဒီလဲဒီခွန်30ဖရိန်နဲ့နော်အကျင်ကိုက်က2ဦးက919ဆိုတဲ့ကဏ္ဍနော်အဲ့ဒီ919ဆိုတဲ့ကဏ္ဍဒီပြန်ကြတယ်သူပြန်ကြတော့လဲဒီခွန်30ရဲ့တနစ်ကျော်ရင်ဆိုင်မှာပြန်ကြတယ်ဗောနော်အဲ့တော့ ဒီခွန်30တနေ့ကျော်ရင်ဆိုင်ရ939ခွန်ဒီလေအပေါ်ကနေပြန်ကြကနန်းနော်ပြန်ကြကနန်းဖြစ်ခဲ့တယ်လို့ဒီခွန်30ရဲ့ဘေးကခွန်လေးလေးဆိုတဲ့ကနန်းဒီလေအပေါ်ကနေပြန်ကြကနန်းဖြစ်တယ်ဟုတ်ပြီဒုတိယကတ်မှာလည်းဒီခွန်30တနေ့ကျော်95တဒီလေအပေါ်ကပြန်ကြကနန်းဖြစ်ခဲ့တယ်လို့နော်နှစ်ဦးကပြန်ကြကနန်းဖြစ်ခဲ့တယ်လို့ဒီခွန်30ဘေးက136ဆိုတဲ့ကနန်းဒီလေ အပေါ်ကပြန်ကြကဏန်းပဲဖြစ်တယ်နော်အဲ့တော့ဒီခွန်30ရဲ့ပြီးမှာကျွန်တော်တို့ကဒီခွန်30ပြီးမှာပြန်ကြပြန်ကြလို့စင်ကရိုက်တယ်ဒီခွန်30ရဲ့ပြီးမှာလည်းပြန်ကြပြန်ကြလို့စင်ကရိုက်တယ်နော်အဲ့တော့ဒီခွန်30နဲ့အချိန်ကြိုက်မှာကျွန်တော်တို့ဒီမှာ2 9ခွန်100လို့လည်းထောက်ထားတယ်အဲ့ဒီ2 9ခွန်100ထောက်ထားတဲ့ရှေ့2နှစ်ကျော်မှာနော်ရှေ့2နှစ်ကျော်ရဲ့ရှေ့နှစ်မှာကျွန်တော်တို့ဘာရှိသေးလဲဆိုဒီမှာ190ရဲ့ နာရှိ6ရဲ့ထောက်ထားတဲ့9ပုံညာရှိဆိုတဲ့ကဏ္ဍတစ်ပွက်ရှိသေးတယ်။ဟုတ်ပြီဒီမှာလဲကျွန်တော်တို့ခွန်9နဲ့တရားနဲ့နော်ဒီခွန်30ထောက်ထားတဲ့ဒီခွန်9နဲ့တရားရဲ့ရှေ့2နှစ်ကျော်မှာလဲရှေ့2နှစ်မှာလဲကျွန်တော်တို့ဒီမှာပထမကတ်လိုပဲတစ်တုံညာက685ထောက်ထားတဲ့ရှေ့9 90ကဏ္ဍတစ်ပွက်ပေါ့နော်အဲ့ဒီကဏ္ဍတစ်ပွက်ကိုကြည့်မယ် အဲ့တော့ဒီတင်90ထောက်တင်90နဲ့986ထောက်ထားတဲ့ဒီ938ဆိုတဲ့ကဏန်းဒီဒီ930ဖရိတ်နဲ့အကျင်ကြိုက်မှာ890လို့လိုက်ထွက်တာနော်ဒီတင်90986ထောက်ထားတဲ့938ဒီဒီ930ဖရိတ်နဲ့အကျင်ကြိုက်မှာ890ဆိုပြီးလာထွက်တယ်အဲ့ဒီလိုပဲကျွန်တော်ဒီမှာတင်90 135နဲ့685ထောက်ထားတဲ့ကျွန်တော်ဒီ859ဆိုတဲ့ကဏန်းဒီလဲနော်အဲ့ဒီ859ဒီလဲဒီ930ဖရိတ်နဲ့အကျင်ကြိုက်မှာ ငါးကိုရှဲလို့လာရိုက်သွားတယ်နော်ရိုက်သွားတယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီ938ကိုဒီ430ဖရိန်နဲ့အချိန်ကမ်းမှာပြီးတယ်လို့နော်သူနဲ့အချိန်ကမ်းမှာကျွန်တော်တို့ခုစက်မြင်တာဒီ333ဆိုတော့ခဏကိုထပ်မြင်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာလဲနော်ဒီ59ကိုကျွန်တော်တို့ကဒီ430ဖရိန်နဲ့အချိန်ကမ်းမှာဒီမှာပြီးသွားခဲ့ပြီဆိုတော့သူနဲ့အချိန်ကမ်းမှာဆိုရင်ကျွန်တော်ဒီအချိန်ပေါ့နော်ဒီအချိန်ပေါ့နော်ဒီအချိန်မှာကျွန်တော်ထည့်ကစားမယ်ခဏ အဲ့ဘလိုနေရာကဏ္ဍမျိုးဖြစ်မလဲဆိုရင်ကျွန်တော်ကြည့်အောင်နော်ဟုတ်ပြီဒီ330ဖရိတ်ကြီးနဲ့အကျင့်ကဲ့မှာကျွန်တော်ဒီမှာ890လို့ရိုက်ခဲ့ပြီနော်ဒီ938ကိုဒီမှာပြီးခဲ့ပြီပြီးခဲ့ပြီဆိုဒီ330ဖရိတ်နဲ့အကျင့်ကဲ့မှာအခုဒီ890နဲ့ထောက်ပြီးတော့ဒီမှာ333ညာ3ဆိုတာနော်333ညာ3ဆိုတာရှိအဲ့ဒီ333ဒီဘယ်အားလာတာလဲဆိုရင်သူလဲ၈နှစ်ကလာတဲ့ကဏ္ဍပဲနော် ရှစ်တန်ရှစ်နှစ်ကလာတဲ့ကဏ္ဍဘလိုနေရာကဏ္ဍလဲဆိုရင်သူ့ရဲ့ဘေးမှာပြန်ကြပြန်ကြခွန်30ဖရင်ထောက်ထားတယ်3တညာ3ကိုအဲဒီခွန်30ဖရင်နဲ့နော်ဒီခွန်30ဖရင်နဲ့190ထောက်ပြီးတော့ဒီမှာပေးတယ်ဆိုရင်နော်ပြန်ကြပြန်ကြခွန်30ဖရင်ရဲ့ဘေးက3တညာ3ဒီခွန်30ဖရင်နဲ့အချိန်ကြိုက်မှာ190ထောက်ပြီးတော့3တညာ3လို့ကြတယ်ဆိုရင်ကျွန်တော်တို့ကဒီမှာလဲနော် ပြန်ကြပြန်ကြခွန်30ဖရိန်ရဲ့ဘေးမှာရှိရဒီ၃ညာလေးလေးဆိုတဲ့ကဏ္ဍကိုလေဒီခွန်30ဖရိန်နဲ့အကျင့်ကဒီ998ထောက်ပြီးတော့ကျွန်တော်ဒီနေရာမှာ၄၃ညာလေး၃ညာလေးလေးအာကိုကစားမယ်ပေါ့နော်အဲ့တော့နားလည်မယ်ထင်ပါတယ်နော်နော်အဲ့ဒီရောကျွန်တော်တို့ဒီမှာ980နော်တက်90 986ထောက်တာ980ဒီခွန်30ဖရိန်နဲ့အကျင့်ကမှာ890လို့ရိုက်တယ် နော်တက်တုံညာ685ထောက်ထားတဲ့ဒီ89ဆိုတဲ့ဗဏ္ဍန်ဒီလဲဒီခွန်30ဖရိနဲ့အချိန်ကိုင်းမှာလာထွက်သွားပြီအဲ့ဒီတော့သူတို့နဲ့အချိန်ကိုင်းမှာထွက်မှတ်ကဏ္ဍန်ဒီဒီမှာ3တုံညာ3လို့တွေ့ထားတယ်အဲ့ဒီ3တုံညာ3ဒီဘယ်အားလာတာလဲဆိုရင်ကျွန်တော်တို့ဒီမှာပြန်ကြပြန်ကြနဲ့ခွန်30ဖရိရဲ့ဘေးက3တုံညာ3ကိုကျွန်တော်တို့ဒီမှာ ခွန်30ဖရိနဲ့နော်ခွန်30ဖရိနဲ့အချိန်ကိုင်းမှာဒီ890နော်ဒီ890ပေါ့နော် အဲဒီ890ခွန်30ဖရိန်နဲ့အကျင့်ခန့်မှာထွက်တယ်လို့နော်ဒီခွန်30ဖရိန်နဲ့အကျင့်ခန့်890ထောက်ပြီးဒီ3တုံညာ3ဆိုတဲ့ကဏ္ဍဒီလေအဲဒီမှာခွန်30ဖရိန်ကနေပြန်ကြပြန်ကြပြီး3တုံညာ3ကိုဒီမှာထည့်တယ်ဆိုရင်ကျွန်တော်ဒီမှာလည်းနော်အဲဒီမှာပြန်ကြပြန်ကြခွန်30ဖရိန်ပြီးတုံညာ4 4ကိုလည်းကျွန်တော်တို့ကဒီမှာနော်အဲတက်တုံညာက6 8ထောက်ထားတဲ့8 9ကို ဒီခွန်30ဖရိတ်နဲ့အချိန်ခိုင်းမှာထွက်တယ်ဆိုရင်ထွက်ပြီးတော့ထွက်ပြီးခဲ့ပြီဖြစ်တဲ့အတွက်ဒီခွန်30ဖရိတ်59ခုထောက်ပြီးတော့ကျွန်တော်တို့ကဒီနေရာမှာထည့်ကစားမယ်ခဏန်းဒီနော်အဲ့ဒီကဒီမှာပြန်ကြားပြန်ကြားနဲ့ခွန်30ဖရိတ်ထောက်ထားတဲ့ပေးရ3ညာလေးလေးဆိုတဲ့ခဏန်းကိုလည်းကျွန်တော်တို့ကဒီခွန်30ခု8ထောက်ပြီးတော့ဒီမှာ3ညာလေးလေးလို့ထည့်မယ်နော်အဲ့တော့ဒီမှာနော်ဒီ3ညာ3 3ညာ3ခုကျွန်တော်တို့ကအဲခွန်30နဲ့890ဖရိတ်ထောက်ပြီးတော့3 3ညာ3လို့ထည့်ခဲ့တယ်လို့ အဲဒီကတုံညာလေးလေးဆိုတဲ့ခဏန်းကိုလည်းကျွန်တော်တို့ကအဲဒီခွန်30ပြိန်နဲ့8ခု5ခု8ထောက်ပြီးတော့လေးတုံညာလေးလို့ထည့်မယ်ပေါ့နော်ဒီကတုံညာလေးလေးနော်အဲ့တော့တုံညာလေးလေးဆိုတဲ့ခဏန်းဒီလည်းကျွန်တော်တို့နော်အဲမွေးဆိုင်လေးကလည်းကျွန်တော်ရှေ့အချိန်လေးတုန်းကလည်းအချိန်တိုင်းလို့လို့ကျွန်တော်ချပြခဲ့အဲ line လေးလေးရှိရပေါ့နော် line လေးလေးရှိတော့အဲ့ဒီ line လေးနဲ့ပေါင်းဆက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီအချိန်မှာကျွန်တော်တို့က ဒါကောင်းကောင်းကစားတဲ့နဲ့ကဏ္ဍပေါ့နော်တုံညာလေးလေးဆိုတဲ့ကဏ္ဍကနော်တုံညာလေးလေးဆိုတဲ့ကဏ္ဍကပေါ့နော်အဲအဲ့ဒါကိုပြန်ပြောမယ်ဆိုရင်တချို့အလွတ်တောင်ရနေရောမနော်ပြန်ပြောကြည့်လိုက်မယ်နော်ကျွန်တော်အဲ့မွေးလိုင်းလေးဒီကနှစ်ကုံမှာ24ကျိန်နှစ်ကုံမှာကျွန်တော်ပြန်ကြကဏ္ဍပေါ့နော်ဒီ98လေးက48ကုလို့ပြန်ကြတယ်နှစ်ခြားအကိုက်18နှစ်မြောက်မှာပဲဒီ58နှစ်ကုံမှာပြန်ကြတယ်အပေါ်က58ကပြန်ကြတယ်18နှစ်မြောက်နှစ်ခြားအကိုက်မှာပဲဒီ6နှစ်ရှိသည်နှစ်ကုံမှာပဲဒီနှစ်ရှိလျှောက်ဆိုတဲ့ကဏ္ဍလေးသည် နော်နှစ်ရှိ6ဆိုကနနီဒီနှစ်ကုန်မှာပဲ6နှစ်ရှိလို့ပြန်ကြတယ်နော်ပြန်ကြတယ်ဆိုတော့အဲ့ဒီနှစ်ကုန်မှာပြန်ကြကနန်းတွေရဲ့နှစ်နှစ်ကျော်မှာလေသူကပရိတ်လေးပရိတ်ငါလို့စင်ကရိုက်ထားတာရှိတယ်နော်နောက်တစ်ခါဒုတိယကတ်မှာလည်းဒီနှစ်ကုန်ပြန်ကြကနန်းရဲ့နှစ်နှစ်ကျော်မှာလည်းသူကပရိတ်လေးပရိတ်ငါလို့စင်ကရိုက်ထားတာရှိတယ်အဲဒီမှာ၃ကတ်မြောက်ဒီမှာလည်းနှစ်ကုန်မှာပြန်ကြသူရဲ့နှစ်နှစ်ကျော်မှာလည်းပရိတ်လေးပရိတ်ငါလို့ နော်စင်ကစီနီယံဗရိတ်စင်ကရိုက်ထားတာရှိရဲ့ဟုတ်ပြီဒီမှာအဲ့ဒီလိုဗရိတ်လေးဗရိတ်ငါလို့စင်ကရိုက်ထားတဲ့သူ့ရဲ့ဘေးက၈နှစ်တက်ဆိုတော့ကဏ္ဍဒီနောက်တစ်နှစ်ကိုသူက၂နှစ်တက်လို့လိုက်ထွက်တယ်လို့နော်နှစ်နှစ်တက်လို့လိုက်ထွက်ပေးတယ်လို့အခုဒုတိယကတ်မှာလဲကျွန်တော်တို့ကဒီနော်ဒုတိယကတ်မှာလဲကျွန်တော်ဒီမှာဗရိတ်လေးဗရိတ်ငါလို့ထောက်ထားတယ် သူ့ရဲ့ပြည်ရှစ်ခွန်ကားဒီလေနောက်တနှစ်ကိုလိုက်ထွက်တယ်ပေါ့နော်လိုက်ထွက်တယ်ဒါဆိုရင်သုံးကမြောက်မှာလဲကျွန်တော်တို့ဒီမှာပရိတ်လေးပရိတ်ငါးလို့ခံထားတဲ့ဘေးကသုံးညာလေးလေးဆိုတော့ကဏ္ဍဒီလေနောက်တနှစ်ကိုလိုက်ထွက်ရမယ်ဆိုရင်ဒီအချိန်မှာကောင်းကောင်းမိနေတယ်ပေါ့နော်အဲ့တော့နှစ်ကုန်မှာကျွန်တော်ပြန်ကြနှစ်နှစ်ကျော်လိုက်ရင်ပရိလေးပရိငါခံထားတဲ့နှစ်ရှစ်တက်ဆိုတဲ့ကဏ္ဍရှစ်နှစ်တက်ဆိုတဲ့ကဏ္ဍဒီနောက်တစ်နှစ်ကိုအာပတ်လဲပြန်လိုက်ထွက်တယ်ဟုတ်ပြီနှစ်ကုန်မှာပြန်ကြ နှစ်နှစ်ကြော်လိုက်လို့ရှိရင်ကျွန်တော်တို့ပရိတ်လေးပရိတ်ငါးလို့ရိုက်ထားတဲ့ရှစ်ခွန်ငါးဒီလေနောက်တစ်နှစ်ကိုပြန်ထွက်ပြီးတယ်ဒါဆိုရင်သုံးကံမြောက်နှစ်ကုန်မှာကျွန်တော်ပြန်ကြားနှစ်နှစ်ကြော်ရင်ပရိတ်လေးပရိတ်ငါးလို့ရိုက်ထားတဲ့သုံးညာလေးလေးဆိုတော့ကနန်းဒီနောက်တစ်နှစ်ကိုလိုက်ထွက်ရမယ်ဆိုရင်ဒီအချိန်ပေါ့နော်ဒီအချိန်မှာလိုက်ထွက်မယ်အဲ့တော့ဒီအချိန်မှာလိုက်ထွက်မှာဘာကြောင့်လိုက်ထွက်မှာပြောရလဲဆိုရင်ကျွန်တော်တို့ပထမယူခဲ့တဲ့နော်ပထမယူခဲ့တဲ့6 9ရဲ့အချိန်ကတည်းက1 3 5ဒီ8နှစ်ကလာတဲ့ အဲ၃တင်ကဘလူနေရာကနန်းလဲရှင်း၅နှစ်မြောက်ကလာတဲ့၃တင်ကိုယူခဲ့သလိုနော်ဒီ၉တက်ကိုနဲ့အချိန်က၄၃ည၄တိရှင်းနှစ်ကလာတဲ့ကနန်းဘလူနေရာကနန်းလဲဆိုရင်ရှင်း၅နှစ်ကလာခဲ့တဲ့၄၃ည၄နောက်ဒုတိယလိုင်းကကျွန်တော်နော်၉တက်ကိုလိုရိုက်ပြန်နောက်နေ့မှာ၂ခွန်း၈၃တက်တက်ဒီအဲ၃တက်တက်လိုလိုက်ထွက်တဲ့ထွက်ပြန်သူနဲ့အချိန်ကမှထွက်တဲ့ကနန်းဒီအဲဗရိတ်တူဗရိတ်ထက်ထားတဲ့အောက်ကခွန်တင်ငါးကိုထည့်ရဆိုရင်ကျွန်တော်ဒီမှာလဲ၉တက်ကို နော်နောက်နေ့မှာခွန်ရှင်းနဲ့ရှင်းချောက်ခွန်ရိုက်တဲ့အဲ့ဒီရှင်းချောက်ခွန်ထွက်ပြီးတော့သူနဲ့အကျင်ကိုင်းမှာဆိုရင်ကြာမကဏန်ဒီရှင်းနှစ်ကကဏန်ဘလူနေရကဏန်လဲပြိဋ္ဌုပြိဋ္ဌတ်တဲ့ကဏန်ဆိုရင်ဒီမှာ344ဆိုတဲ့ကဏန်နော်အခုဒီမှာလဲကျွန်တော်တို့ခွန်30ဖရိတ်ခွန်30ဖရိတ်ခွန်30ဖရိတ်ခင်းနေခင်းပြီးတော့ကျွန်တော်တို့ဒီမှာ ပြန်ကြပြန်ကြလို့ရိုက်တဲ့ဘေးက3330ဒီအဲ့ဒီခွန်30ဖရိန်နဲ့အချိန်ကမှ3330လို့ထည့်တယ်ဆိုရင်အခုဒုတိယကတ်မှာလဲခွန်30ဖရိန်ခင်းတယ်ခင်းပြီးတော့သူ့ရဲ့ဘေးမှာပြန်ကြပြန်ကြလို့ရိုက်တယ်အဲ့ဒီရိုက်တဲ့ဘေးက3440ကိုလဲကျွန်တော်တို့ဒီခွန်30ဖရိန်နဲ့အချိန်ကမှဒီမှာထည့်ကစားမယ်ပေါ့နော်အဲဒီဖရိန်တွေနဲ့တစ်ထက်တည်းကြာနေတယ်နောက်မွေးကွက်လိုင်းကလဲကျွန်တော်တို့ဒီမှာ၈နှစ်တဲ့ပြိတ် ပရိလေး၅ခံထားတဲ့ရှင်းနေတဲ့နောက်နှစ်ကိုလိုက်ထွက်သလိုနော်အဲဒီမှာလဲဒုတိယကမ္မလဲပရိလေး၅ခံထားတဲ့ရှစ်ခွန်ကလိုက်ထွက်သလိုအဲသုံးကမ္မမြောက်မှာလဲပရိလေး၅ခံထားတဲ့တုံညာလေးလေးဆိုရကနန်းကလဲအဲဒီအချိန်မှာခေါင်းခေါင်းကစားမယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့အခုချပြတဲ့ကနန်းလေးတွေကိုဒါနားလဲမယ်လို့ထင်ပါတယ်ဗျာနော်အဲ့တော့ဒီအချိန်မှာကျွန်တော်ကတုံညာလေးလေးနောက်တစ်ချက်ကျွန်တော်ကနောက်ထည့်ကစားစီကျင်တာက3 3ည3ဆိုတဲ့ကဏ္ဍကိုလည်း ကျွန်တော်ကထည့်ကစားစီကျင်ပါသေးတယ်ဗျ3 3ည3ဆိုတဲ့ကဏ္ဍနော်နော်ဘာလို့ထည့်ကစားစီကျင်တာလဲဆိုတော့ဒီကဏ္ဍကလည်းဆရာဆရာတွေရဲ့နော်စနစ်တင်နဲ့နော်မွေးစိုက်တွေလည်းရှိရဲ့နောက်ဒီအချိန်မှာရှိနေတာကိုလည်းချပြပေးတဲ့ဆရာတွေလည်းရှိနေပါတော့ဒီ3 3ည3ဘာလို့လဲဆိုတော့အခုဒီကျွန်တော်ရဲ့ဖရိုင်နဲ့ကလည်းတထက်ထက်လာကြနေပါတော့ဒီခွန်30ပေါ့နော်ဒီခွန်30ပြည်ကျွန်တော်2900တက်ရ 2900တရားနဲ့အချိန်ကိုင်းမှာကျွန်တော်ဒီမှာခွန်30ဖရိန်ခင်းထားတယ်ပေါ့နော်အဲ့ဒီခွန်30ဖရိန်နဲ့အချိန်ကိုင်းမှာ333ထည့်တယ်လို့နော်ကျွန်တော်ဒီမှာခွန်9နဲ့တရားနဲ့အချိန်ကိုင်းမှာခွန်30ဖရိန်ကိုခင်းထားတယ်အဲ့ဒီခွန်30ဖရိန်နဲ့အချိန်ကိုင်းမှာလည်း333ဆိုတာကြောင်ပေးလာနိုင်တဲ့အတွက်နော်ကြောင်ပေးလာနိုင်တဲ့အတွက်ဒီမှာ333လို့ထည့်တယ်လို့ဒီခွန်30ဖရိန်နဲ့အချိန်ကိုင်းမှာ333ထည့်တယ်လို့ဒီခွန်30နဲ့အချိန်ကိုင်းမှာလည်း333ကိုကျွန်တော်ကလည်းနော် ဒါလေးကိုလည်းထည့်ကစားစေချင်တာပေါ့နော်အဲ့တော့ဒါဆရာဆရာကြီးတဲ့ဒါမွေးကွက်စနစ်တွေလည်းရှိရအတွက်နော်ကျွန်တော်ဒီဖရင်နဲ့လည်းတထထကြာနေတဲ့အတွက်ဒီကနန်းလေးကိုလည်းထည့်ရေးပေးလိုက်ပါရစေဗျာနော်ဟုတ်ကဲ့အဲ့တော့ဒီအချိန်မှာကျွန်တော်တို့ကဒီ၄၃ည၄ဆိုတဲ့ကနန်းကိုကောင်းကောင်းကစားမယ်ပေါ့နော်ဟုတ်ကဲ့အားလုံးပဲအကြိုက်ရွေးချယ်လို့နော်ပေါက်တီးတူးလို့အောင်မြင်ကြပါစေဗျာနော်ကိုစိတ်နှပြကျမ်းမှာချမ်းသာကြပါစေအဲ့တော့မိမိတို့ကြံ့နေတဲ့ကနန်းကိုလည်း တိုင်နှစ်တသက်ကဏ္ဍကိုလည်းနော်ကိုမက်မှာရွေးချယ်ပေးသွားနိုင်ပါတယ်ဗျ။